ေးနေုံလားပြည်မှာပြိတဲ့အဲ့ဒီမှာယဟန္တာ900ဖြစ်တာကောင်းကင်ကြီးနဲ့ဇန်ရင်စီးပြီးမြတ်စွာဘုရားခြေတော်ရင်မှာဆင်းရအဲ့ဒီလိုပြိတဲ့မဟာဝန်တော်ကြီးတဲ့မှာမြတ်စွာဘုရားနဲ့ယဟန္တာ900တကယ်တန်ရှင်းကြည်လင်ပြီးတော့ရန်သူမှန်သမျှကဘဇူကမှသူတို့ကိုအနိုင်ကျင့်မခံရတဲ့ယဟန္တာ900ကိုနတ်မြမာတွေကဖူးခြင်းလို့ဆိုပြီးတော့စัจ java လာတိုက်တဲ့တောင်းမှရှိတဲ့နတ်မြမာအပေါင်းကအကုန်လုံးအဲ့ဒီတော်တဲ့ရောက်လာကြတာ ဟုတ်ပြီလားအကုန်လုံးရောက်လာကြအံဩစရာကောင်းတာကငကားတွေဂလုံးတွေလဲလာနတ်တွေဆိုတော့ပြိတဲ့ကြီးပေါ့စတုမဟာရင်နဲ့အတူရာနဲ့တာဝရင်သာနတ်တွေနဲ့တည့်ရလားတကြည်ကြည်ရန်ဖြစ်နေလားဟုတ်လားအတူတာတွေကလည်းသူတို့နေရာကိုလူတယ်ဆိုပြီးတာဝရင်သာနတ်တွေကိုမကျင်းတာဘူး ဒီကြတဲ့ပိုဆိုးသေးတာကအသူရနမင်းကြီးရဲ့သမိချောချောလတ်လာလေးကိုတရားမင်းကလာပြီးတော့ပုံနာအိုယောင်အဲတနည်းကသူရအိုယောင်ဖန်ဆင်းပြီးတခါတည်းခုပြေးသွားတာမဟုတ်လားအဲ့ဒါကိုမကြင်နဲ့လို့တွေ့ရတဲ့နေရာမှာရံဖြစ်ပြီးတွေ့တဲ့နေရာမှာသူတို့ကဆဲဆိုကြိမ်ပေါင်းနေကြတဲ့နတ်တွေဒါပေမဲ့ပြိတဲ့ဟောဒီကနေုံလာပြီးမဟာသမယခါတော်နေ့မဟာဟုန်တော်ကြီးထဲမှာရောက်တဲ့အချိန်ရောက်တော့တယောက်နဲ့တယောက်ပြိတဲ့ဆဲချင်းဆိုချင်းကြင်ချင်းမောင်းချင်းမရှိဘူးတည့်သွားကြတယ်ဗျာ ဟုတ်လားရံမဖြစ်ကြတော့ဘူးလေနဂါနဲ့ဂလုံကလည်းတဲ့တယ်မရှိဒါပေမဲ့အဲ့ဒီထဲမှာရောက်လိုက်တဲ့အခါနဂါနဲ့ဂလုံနဲ့ကလည်းရံမဖြစ်တော့ဘူးတဲ့အကုန်လုံးပြိသိငြိမ်ပြီးတော့သွားမြားလိုက်တဲ့နတ်ဒီတဲ့ဘလောက်ဒီအောင်ညားတယ်လဲမင်းပြိသိဝက်လုံးကောင်းထဲမှာစံတွေကို အမှုန့်ကြည့်ပြီး သိထားတယ်လို့ပဲညာလုံးတော့လေ တော်ကောင်းနေလူဆိုရင်ဒီဓမ္မယုံကြည်ပြိသေလူတစ်ထောင်ဆက်နေဆိုတစ်ထောင်ဆက်ပြီးရင်နောက်ထပ်ဝင်လို့ရစေလားမြန်မာတွေကတော့တကုံးနဲ့ကြုံလိုက်တာပြိသေအသွားဖြားလေးလောက်ကိုမြန်မာဘောင်းမရေတွက်နိုင်အောင်နေလို့ရအောင်ခန္ဓာကိုယ်သိပလိုက်တာလေဟုတ်လားခန္ဓာကိုယ်သိရင်သိလို့ရတယ်ကြီးရင်ကြီးလို့ရတယ်နော်တို့ရဲ့အံ့ဩစရာတကုံးပေါ့အဲ့လိုလောက်ပြီးတော့နေလိုက်တဲ့တို့လည်းကြောင်းမြန်မာဘောင်းများစွာလဲလာလိုက်တော့ညှက်ပိတ်ပြီးတော့နေလိုက်တဲ့အခါအကုန်လုံးတိတ်ဆိတ်ပြီးတော့နေကြ အဲ့ဒီအချိန်မှာပြိတ္တေမန္တကြီးကရောက်လာတယ်။ကုသင်းကစာဖတ်တယ်။အော်မန္တကြီးကလည်းကျန်တဲ့မတဲ့တာတွေတော့တဲ့ကုန်ပြီဆိုတော့မန္တကြီးလည်းပဲဒီတစ်ခါတော့တဲ့တော့မယ်ထင်တယ်လို့အောက်မေ့တာ။ तू ကတော့မတဲ့ဘူးဗျာ။ဟုတ်လား။ तू ကလည်းရောက်လာပြီးမိုင်မြဲမိုက်ပြီးတော့ဖခင်ကိုတိုင်မြဲတိုက်ပါပဲ။တိုက်လို့ရလား။ဦးဇနုတို့တွေမြတ်စွာဘုရားဗောဓိပင် ဖျားဖြစ်ကသာဘောရိပင်နာမှာနေတော့ကစัจ java လာတိုက်တဲ့တောင်းကနတ်ပြမပေါင်းလဲပဲလာဘူးတယ်မို့လားအဲ့တော့ကတော့ယဟန္တာပိဒါယဟန်ပိဒါမရှိဘူးနော်နတ်ပိဒါပဲရှိအဲ့ဒီနတ်တွေအကုန်လုံးကမာနရောက်လာတော့ပိဒါဖျားနာရှိသေးလားဘာလို့သွားကြတော့ထွက်ပြေးသွားမာနလာတာခွေးယူလာတဲ့အတိုင်းပဲတဲ့နတ်ကောင်းနတ်မြတ်တွေကုန်ထွက်ပြေးသွားအခုပြိဒါကြီး မဟာသမယနေ့ကြတော့မန္တကြီးလာတော်လဲပဲစัจ java လာတိုက်တောင်းကနတ်ပြမပေါင်းနေပြီးသေးလားတစ်ဖက်ကညီညွတ်ပြီးတော့နေတဲ့အတွက်ကြောင့်မန္တတိုက်ချင်နိုင်တိုက်တုံလုံးမှုရှိသေးလားယဟန္တာပေါင်း900ပြိတဲ့မန္တကတိုက်လိုက်တာတဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့အမွှေးလေးတမြင်လောက်တောင်ပဲပြိတဲ့လှုပ်သွားတယ်ဆိုတာမရှိဘူးတဲ့ဟုတ်လားမန္တတိုက်လို့တိုက်မန်းတော့မသိဘူးဒီလိုဖြစ်တာ အဲ့တော့ဘိသိက်ဘလောက်ပဲတိုက်တိုက်ညီနေရင်ဘိသိက်တိုက်လို့ရလားမြတ်စွာဘုရားရဲ့တပိသာဝကတွေပြိသိက်ယဟန်ကလည်းယဟန်ချင်းချင်းညီနတ်ကလည်းနတ်ချင်းချင်းညီမြမကလည်းမြမချင်းချင်းညီမြမနဲ့နတ်တွေကလည်းညီနတ်တွေနဲ့လူတွေကလည်းညီအကုန်လုံးမဟာဝုန်အဲမဟာဝုန်တော်ကြီးထဲမှာညီပြီးတော့နေတဲ့အတွက်တာကြောင့်မန္တကြီးလာတိုက်တာတိုက်လို့ရစေလားညီလို့တိုက်မရတာသတော်ကောင်းတို့ဟုတ်လားအဲကြောင့်ပြိသိက်ညီညွတ်ဖို့မလိုဘူးလား လိုတယ်ပြိတ္တဟုတ်ပြီလားညင်ညွတ်တဲ့တို့တာကြောင့်ဘယ်သူမှတိုက်လို့မရဘူးမနဲ့စိတ်ပြက်ပြီးအဲ့မှာပြန်သွားပြန်လာတော့ရိုးရိုးမဟုတ်ဘူးအဲ့မှာပြန်တဲ့ကဂါထာလေးယွတ်ပြီးပြန်သွားတာဗျာအဲ့တော့ပြောနေတာဒီဘွဲမှာနတ်တွေအကုန်လာတဲ့ထဲမနဲ့လဲလာတယ်ကျန်တဲ့နတ်တွေအကုန်မတဲ့တဲ့နတ်တွေလည်းတဲ့ကုန်တယ်မညီတဲ့နတ်တွေလည်းညီကုန်တယ်အဲ့ဒါကြောင့်ပြိတ္တဒီနေ့ကိုဗာနေ့လို့ခေါ်တယ်မဟာသမယလေးအသူရာနဲ့တာဝရိသာမတဲ့ဘူးတဲ့ဒီ နေုံလာကြီးနေမှာတဲ့တဲ့တွေ့တာကြောင့်ဘာခေါ်တယ်မဟာသမယနဂါးနဲ့ဂလုံးနဲ့မတဲ့ဘူးဒီနေ့ဖယားစီရောက်လာတော့မတဲ့ကြဘူးလားအဲ့ဒါကြောင့်လဲမဟာသမယစัจဇဝလာမှာရှိတဲ့နတ်မြမာတွေအကုန်လုံးသူ့ယုံနဲ့တွေ့တာကြောင့်လည်းပဲဒီနေ့ကိုဘာခေါ်တယ်မဟာသမယယဟန်ကဖြစ်ကြတဲ့တော်ကြီးတွေမှာရှိတဲ့ယဟန်အားလုံးဟာအတော်ကင်းกว่าတဲ့ယဟန်နာတွေကြီးဖြစ်နေတဲ့တွေ့တာကြောင့်လည်းဒီနေ့ကိုဘာခေါ်တယ်မဟာသမယဟုတ်ပြီလား ဩမဟာသမယခေါ်ခြင်းအကြောင်းနေနော်နောက်တက်ကသွေးချောင်းစီးမဲ့ဘဝကနေသွေးချောင်းမစီးပဲနဲ့ဗိတဲ့မြစ်တာရေချောင်းမစီးပြီးတော့ဖခင်ရဲ့တရားအောက်မှာငွေလျော်သွားတဲ့တွက်တာကြောင့်လည်းပဲဒီနေ့ဟာဗာနေ့ခေါ်လဲမဟာသမယအဲ့ဒီယဟန်900ဗိတဲ့ယဟန်ဝက်သွားတဲ့တွက်ကြောင့်အိမ်မှာကြံခဲ့တဲ့ဇနီးဘယ်နှယောက်လဲ900ဇနီး900ကလည်းပဲအော်သူတို့တရားကအလွန်ကောင်းဆိုပဲ ငါတို့ဘလို့ခေါ်ခေါ်မလာနိုင်တော့ဘူးတဲ့ငါတို့ဘလို့ဖြောင်းဖြောင်းမရတော့ဘူးတဲ့ငါတို့စကားကသူတို့နားတဲ့မဝင်တော့ဘူးတဲ့ဘာဖြစ်လို့တော့မေးဖယားတရားကပို့ကောင်းသွားလို့လေဘာဖြစ်လို့လဲမေးတဲ့တော့အတော်ကင်းသွားတဲ့ယဟန္တာတွေဖြစ်သွားပြီဒါဆိုရင်အဲ့ဒီစည်းစိမ်ဥစ္စာကတို့ရှိတဲ့စည်းစိမ်ဥစ္စာတွေနဲ့ချမ်းသာတယ်ဆိုတော့အဲ့ဒီချမ်းသာတဲ့ချမ်းသာကို အမျိုးသားပဲခံစားလို့ရတာလားအမျိုးသမီးတွေမရဘူးလားဒါမျိုးတွေးတာနော် ဒါဆိုသူတို့ဝစ်သွားတဲ့အဝတ်မျိုးကိုအမျိုးသားတွေပဲဝစ်လို့ရတာလားအမျိုးသမီးတွေဝစ်လို့မရဘူးလားဘိက္ခုနီမသာသနာပေါ်ခြင်းရဲ့ဏ္ဍန်အစသည်အဲ့ဒီနေ့ဖြစ်တဲ့အတွက်တာကြောင့်အဲ့ဒါကြောင့်လည်းပဲမဟာသမယဟုတ်ပြီလားဘာသာသနာပေါ်ဖို့ဘိက္ခုနီသာသနာပေါ်ဖို့အဲ့လိုအကြောင်းပေါင်းများစွာတွင်လည်းပြည့်စုံနေတဲ့အတွက်တာကြောင့် ဟောဒီနေုံလပြည့်ကိုပြိတိမဟာသမယလို့ဒီလိုခေါ်ပါတယ်ဗျာနားလည်ပြီနော်